ဆက်နီလိုက်ဘရီမှာချိုးဆိုလိုက်ပါတယ်ဗျ။ကျွန်တော်အနေနဲ့ကျွန်တော်ဖတ်မိသိရှိတဲ့နိုင်ငံတကာသတင်းတွေကိုကျွန်တော်တို့ပဲသတင်းကိုစိတ်ဝင်စားတဲ့သူတွေသတင်းကိုချိန်ပေးပြီးတနည်းအားဖြင့်ဖတ်ရှုနိုင်သူတွေနဲ့သတင်းကိုခိုင်မာတိဆောက်လို့သူတွေအတွက်အထောက်ပံ့ပြဿနာပြန်လည်မျှဝေပေးနေခြင်းသာဖြစ်ပါတယ်။အခု what happens now ဆိုတဲ့စီစဉ်ကတော့နိုင်ငံတကာမှာဖြစ်နေတဲ့အကြောင်းအရာတွေကစိတ်ဝင်စားစရာတွေကိုစူးစီးမျှဝေပေးတာဖြစ်ပါတယ်။ဒီပိုင်းမှာကတော့လက်ရှိအမေရိကန်နိုင်ငံ Los Angeles မှာဖြစ်ပေါ်နေတဲ့ဆန္ဒပြပွဲတွေနဲ့ ပသက်ဆက်ဆက်တဲ့သတင်းတွေကိုစူးစီးမျှဝေပေးတော့မှာဖြစ်ပါတယ်။ပထမဆုံးကတော့ Los Angeles ဆန္ဒပြပွဲတွေရဲ့အစပြီးရင်တော့ California ပြည်နယ်အုပ်ချုပ်ရေးမှုတွေနဲ့ Trump ဆိုရခြားကတင်းမာမှုပြည်နယ်နောက်မှာတော့မြို့သားအဆောင်တပ်ဖွဲ့ဖြန့်ကျက်ချတာဖို့ Trump မိထုတ်ပြန်ခဲ့မှုနဲ့ပြည်နယ်အုပ်ချုပ်ရေးမှုတွေနဲ့ Trump ကြားအပြန်အလှန်ပြောဆိုမှုတွေနဲ့ဆန္ဒပြပွဲတွေရဲ့အခြေအနေအဲ့နောက်မှာတော့ပြည်နယ်အုပ်ချုပ်ရေးမှုက Trump နဲ့ကာကွယ်ဝန်ကြီးပေါ့မှုဖွင့်တရားစွဲခဲ့မှုနဲ့ဂျွန်လာကိုရဲ့နေဆန္ဒပြပွဲအခြေအနေ ိုင်နာမှာတော့ဖြစ်ရပေါ30ချက်အချို့နဲ့နောက်ဆုံးမှာကတော့ Transoia ရဲ့နိုင်ငံချုပ်ကိုပြည်ဝင်ပိတ်ပင်ခဲ့မှုကျောင်းသားဗီဇာပိတ်ပင်မှုနဲ့အဲ့ဒီထုတ်ပြန်ချက်ပေါ်တုံ့ပြန်ပြောဆိုမှုတွေကိုနားဆင်ရမှာဖြစ်ပါတယ်ဗျပထမဆုံးကတော့ Los Angeles ဆန္ဒပြပွဲတွေရဲ့အစပါသမရထရန်ကသူ့ရဲ့မဲဆွယ်ကာလဂရီစကားနဲ့အညီအမေရိကန်နိုင်ငံအတွင်းတရားမဝင်နိုင်ငံသားတွေကိုပြန်ပို့ဖို့အပြင်းထန်ဆောင်ရွက်နေပြီးတော့ လွှဲမှုကြီးကြပ်ရေးနဲ့ကောက်ခွန်ဌာန ICE ကအရာရှိတွေကလော့စ်အိန်ဂျလိစ်မြို့တဝက်မှာနေအတော်မြတ်မြတ်ကိုဝင်ရောက်စီးနှင်းရာကလွှဲမှုကြီးကြပ်ရေးဥပဒေနဲ့မညီဘဲအမေရိကန်နိုင်ငံတွင်းရောက်ရှိနေသူတွေကိုဖမ်းဆီးမှုတွေရှိခဲ့ပါတယ်။သမ္မတထရန့်ရဲ့အဆိုအရအဖွဲ့ကအကြီးတဲ့အရာရှိတွေဟာတနေ့ကိုလူ၃တောင်ပြတ်မှတ်ထားထိမ့်သိမ်းနိုင်မှုကြိုးပမ်းနေတယ်ဆိုပြီးတော့ American သတင်း Internet စာမျက်နှာ Oxia ကပြီးခဲ့တဲ့လတွေကဖော်ပြမှုရှိခဲ့ပါတယ်။ အဲ့ဒီကနေဂျွန်လ6ရက်နေ့မှာတော့ Los Angeles မြို့မှာဆန္ဒပြပွဲတွေပေါ်ပေါက်လာခဲ့ပါတယ်။ပြီးတော့အဲ့ဒီဆန္ဒပြအဖွဲ့တွေနဲ့ Los Angeles ရဲတပ်ဖွဲ့နဲ့ထိတိုက်တွဲဆုံမှုတွေပေါ်ပေါက်လာခဲ့ပါတယ်။အဲ့ဒီကဆန္ဒပြတဲ့သူတွေက Los Angeles မြို့လယ်မှာရှိနေတဲ့ Federal အဆောက်အုံအနီးမှာစတင်စုဝေးခဲ့ကြတာလို့သိရပါတယ်။ Trump ဆိုရက American နိုင်ငံအတွင်းတရားမဝင်နေထိုင်သူတွေ၊ဗီဇာတက်တန်းကျွလွန်နေထိုင်သူတွေကိုပြန်ပို့ဖို့လူမှုကြီးကြပ်ရေးဌာနကမြို့ထဲမှာအများပြစီးနှင်းဖမ်းဆီးမှုတွေပြုလုပ်လာခဲ့ရတာကနေစတင်ခဲ့တာပါ။ ။သတင်းတရက်မှာတော့ Los Angeles Paramount Data စင်ကြီးဘုံရက်က Home Depot အိမ်ဆောက်ပစ္စည်းဆိုင်ကွဲမှာနေစားလုပ်သားတွေအဝိုင်းခံရပြီးတဲ့နောက်ဖျက်ဆီးခံရတဲ့ဆိုတဲ့ကောလာဟလတွေထွက်ပေါ်လာပြီးဆန္ဒပြမှုတွေပေါ်ပေါက်လာခဲ့တယ်လို့လည်းဆိုပါတယ်။အဲ့ဒီနေရာလေးကများသောအားဖြင့်တော့အလုံမျိုးစုံလုတ်တဲ့အထောက်ထားမဲ့ရွှေ့ပြောင်းနေနေစားပုတ်ပြက်လှုပ်ရှားဖို့စုကြလေရှိတဲ့နေရာလို့သိရပါတယ်။ Paramount ဟာ Spain နဲ့ Portugal နယ်ပေါင်း82ရာခိုင်နှုန်းအထိနေထိုင်ကြတဲ့မြို့လေးဖြစ်တယ်လို့လည်းသိရပါတယ်။ အခြားသတင်းတရမှာတော့ American လူဝင်မှုကြီးကြပ်ရေးနဲ့ကောက်ခွန်ဌာနဆိုင်ရာဌာနကအရာရှိတွေကရွှေပြောင်းခြေချနေထိုင်သူတွေစုဝေးနေတဲ့ဝတ်ထည်ကိုယ်တော်တစ်ခုအပါအဝင်နေရာများပြားကိုတောက်ကြနေကဝင်ရောက်စီးနှင်းခဲ့ရကနေစတယ်လို့လည်းဆိုပါတယ်နောက်ထပ်သတင်းတစ်ခုကတော့အစုလိုက်ဆန္ဒပြမှုတွေကရဲတပ်ဖွဲ့ကကယ်လီဖိုးနီးယားပြည်နယ်အတွင်းမှာရှိတဲ့တရားမဝင်နေထိုင်သူတွေရဲ့နေအိမ်တွေကိုစီးနှင်းရှာဖွေခဲ့ပြီးတဲ့နောက်လူ45ယောက်အဲ့ဒီစီးနှင်းမှုအတွင်းဖမ်းဆီးခံရပြီးတဲ့အချိန်မှာစခဲ့တာလို့လည်းဆိုကြပါတယ် နောက်ထပ်အကြောင်းအရာတစ်ခုကတော့ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးနယ်ထရန်ဆိုရဂျားကတင်းမာလာမှုခြေနေတွေပါလော့စ်အိန်ဂျလိစ်ဖြိုခွင်းမှုတွေကြောင့်ထောက်ထားမဲ့ရွှေပြောင်းခြေချနေတိုင်းသူ118ဦးဖမ်းဆီးခံခဲ့ရတယ်လို့နိုင်ငံလုံခြုံရေးဌာနရဲ့အကြီးအကဲရရှိသူကလူမှုကွန်ရက် X မီဒီယာမှာဖော်ပြခဲ့ပြီးအဲ့ဒီထဲမှာအမှုရေးဆေးဝါးရောင်းဝယ်ပြီးရာဇဝမှုကျူးလွန်ခဲ့ဘူးသူတွေနဲ့ဂိုင်းသားတွေပါဝင်တယ်လို့အဲ့ဒီရရှိကဆိုပါတယ်အဲ့လေလော့စ်အိန်ဂျလိစ်မြို့တော်ဝန် Karen Bass ကတော့ မြို့အတွက်ဒီပေါင်းစုံနဲ့အချိုးပြုတ်နေတဲ့ရွှေပြောင်းချေချနေထိုင်သူအများပြားနေထိုင်တဲ့ဒီမြို့ရဲ့မြို့ဝန်အနေနဲ့အခုအဖြစ်ပြက်ဟာအကြီးကျယ်ဒေါသထွက်မိစေတယ်လို့ဆိုလာပါတယ်။အဲဒီအချိန်မှာ American သမ္မတ Donald Trump ကကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးနဲ့မြို့ဝန် Karen Base ကသူတို့အလုပ်တွေမလုပ်နိုင်ရဘူးအစိုးရကပါဝင်ဆွပ်ပတ်ပြီးပြဿနာတွေအထူးကြုံနဲ့တိုက်ခိုက်လူရမှုကိစ္စတွေကိုဖြည့်ရှင်းသိမ်းတဲ့နီးလန်းနေနဲ့ဖြည့်ရှင်းမှာပါလို့လူမှုကွန်ရက်မှာရေးသားခဲ့တာတွေ့ရပါတယ်။ နောက်ထပ်တစ်ခုကအမျိုးသားအစောင့်တပ်ဖွဲ့တွေဖြန့်ကျက်ချထားဖို့ Trump မိထုတ်ပြန်ခဲ့ရမှုနဲ့ပြည်내အုပ်ချုပ်ရေးမှုတွေနဲ့ Trump အကြားအပြန်အလှန်ပြောဆိုမှုတွေနဲ့ဆန္ဒပြပွဲအခြေအနေပါ Los Angeles မြို့မှာဆန္ဒပြပွဲနဲ့အုံကြွမှုတွေပေါ်ပေါက်မြင့်တက်လာခဲ့ပြီးဂျွန်ရှိရဲ့နေ့မှာသမ္မတ Donald Trump ကကယ်လီဖိုးနီးယားပြည်내ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့အဲဒီမြို့ကိုအမျိုးသားအစောင့်တပ်ဖွဲ့တွေဖြန့်ကျက်ချထားဖို့မိထုတ်ပြန်ခဲ့ပါတယ်အမျိုးသားအစောင့်တပ်ဆိုတာကပြည်내အခြေစိုက်စစ်တပ်ပုံစံမျိုးတပ်ဖွဲ့ဖြစ်ပြီးဘိုးဆိုးရဲ့အမိန့်နဲ့ဆောင်ရွက်ချိန်မှာ မေဂန်စစ်တပ်ရဲ့အရန်အင်အားဖြင့်လှုပ်ဆောင်ခွင့်ရှိတယ်လို့သိရပါတယ်။ဆိုဝါလာအောင်ဒီတိုင်းလွတ်ထားတဲ့တရားမဖြစ်တဲ့ကိုကင်တွယ်ဖို့ National Guardsman တပ်ဖွဲ့ဝင်2000ကိုနေရာချထားရေးသမရအမိတ်မှာ Mr. Trump ကလက်မှတ်ရေးထိုးခဲ့တယ်ဆိုပြီးတော့အင်မီရောသတင်းပြန်ကြားမှု Carolyn Lovers ကကြေညာချက်ထုတ်ပြန်လာခဲ့ပါတယ်။ California ပြည်နယ်အုပ်ချုပ်ရေးမှူး Gavin Newsom ကတော့သမရရဲ့အဲ့ဒီဆုံးဖြတ်ချက်ဟာရည်ရွယ်ချက်ရှိရှိပွဲစုအောင်လုပ်တယ်လို့ပြောကြားလာခဲ့ပါတယ်။ ဖက်ဒရယ်အေဂျင့်ကဆန္ဒပြသူတွေကိုမြေယိုပုံအုံပြုလူစုခွဲတာတွေဆန္ဒပြသူချုပ်ကိုဖမ်းဆီးတာတွေပြုလုပ်ပြီးတဲ့နောက်ဆန္ဒပြပွဲဖြစ်ပွားတဲ့ဒုတိယနေ့မှာထရန့်ကအမျိုးသားအဆောင်တပ်ဖွဲ့ကိုဆေးလွတ်ခဲ့ခြင်းဖြစ်ပါတယ်။အဲ့ဒီနေ့မှာပဲအမေရိကန်သမ္မတထရန့်ရဲ့ဒီမိုကရက်တစ်ပြည်နယ်အုပ်ချုပ်မှုတွေဟာအပြန်အလှန်ပြစ်တင်ပြောဆိုမှုတွေပြုလုပ်ခဲ့ကြပါတယ်။ထရန့်ကလော့စ်အိန်ဂျလိစာတရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ရာဇဝတ်သားတွေရဲ့ကျူးကျော်မှုကိုခံနေရတယ်။လော့စ်အိန်ဂျလိစလွတ်မြောက်ရေးအတွက်လိုအပ်တဲ့လှုပ်ရှားမှုမှန်သူရဆောင်ရွက်သွားမှာဖြစ်တယ်ဆိုပြီးပြောကြားခဲ့ပါတယ်။ ပြီးတော့သူ့ရဲ့လူမှုမီဒီယာ thread မှာအကြမ်းဖက်ပြီးရုပ်ဆံခတ်ဖြစ်နေတဲ့လူရန်ကားတွေကအွန်လိုင်းကျင်းလိုက်ရောက်ရှိလာပြီးဖက်ဒရယ်တရားဥပဒေစိုးမိုးရေးလူပုဂ္ဂိုလ်တွေကိုတိုက်ခိုက်တာတရားမဝင်ရွှေ့ပြောင်းနေထိုင်သူနဲ့ရာဇဝတ်သားတွေကိုနှင်ထုတ်တဲ့လှုပ်ရှားမှုကိုတားဆီးမှုကြိုးပမ်းတယ်လို့ပြောကြားခဲ့ပါတယ်။ဒီအစိုးရလဝဲဆန္ဒပြလှုပ်ရှားမှုကိုလှုံ့ဆော်သူနဲ့ငွေကြေးယူပြဿနာဖန်တီးသူတွေကစတင်ခဲ့တာဖြစ်တဲ့ဒါတွေကိုတင်းကြီးခံမှာမဟုတ်ဘူး။လော့စ်အိန်ဂျလိဆန္ဒပြလှုပ်ရှားမှုမှာပါဝင်သူတွေ ဘယ်သူဘုံဝါဖြစ်တယ်ဆိုတော့ဖုံးကွယ်ထားတဲ့လုံရက်နဲ့ရွေချက်ကိုတန်တရားရှိတယ်ဒါကြောင့်အခုချိန်ကစလို့ဆရာပြလှုပ်ရှားမှုတွေမှာနှာခေါင်းစီးတက်ခွင့်မပြုဘူးလို့သူကပြောကြားလာခဲ့ပါတယ်အမိမြေလုံချုံရေးဝန်ကြီးခရစ်စတီနွန်ကာဂွေရင်ဂျီပီဟက်ဆန်နဲ့တရားစီရင်ရေးဝန်ကြီးပန်ဘိုနီတို့ကို အခြားသက်ဆိုင်ရာဌာနအင်ဂျင်စင်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်ပြီးလိုအပ်တဲ့လှုပ်ရှားမှုမှန်သမျှဆောင်ရွက်ဖို့ လော့စ်အိန်ဂျလိစ်ကိုရွှေ့ပြောင်းနေထိုင်သူကျူးကျော်သူတွေရန်ကလွတ်မြောက်စေဖို့ဒီရွှေ့ပြောင်းနေထိုင်သူတွေအထူးရုံးကိုအဆုံးသတ်ဖို့ညွှန်ကြားထားပြီးဖြစ်တယ်လို့သူကဆိုခဲ့ပါတယ်။အဲ့ရှီယန်နဲ့အစောပိုင်းမှာပဲထရန့်ကလူမှုမီဒီယာမှာကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးဂါဗန်နျူဆန်နဲ့လော့စ်အိန်ဂျလိစ်မြို့တော်ဝန်ကာရန်ရက်ဘေးစ်တို့ဟာအစွမ်းဆမရှိဘူးလို့ရေးသားခဲ့ပါတယ်။အခုလိုအဆောင်တပ်ဖွဲ့လွတ်တာကိုအမေရိကန်ဒီမိုကရက်တစ်ပြည်နယ်အုပ်ချုပ်ရေးမှူးတွေကထရန့်ကလော့စ်အိန်ဂျလိစ်ကိုပြည်နယ်အမျိုးသားအဆောင်တပ်ဖွဲ့ဆေးလွှတ်ခြင်းဟာစိုးရိမ်ပွဲရာ အာနာအလွဲသုံးစားလုပ်မှုဖြစ်တယ်လို့ထိရောက်မှုမရှိဘဲအနေနဲ့များစေတယ်လို့ပြည်တွင်းညာချက်ထုတ်ပြန်ခဲ့ပါတယ်။ဒီမိုကရက်တစ်ပြည်နယ်အုပ်ချုပ်ရေးမှူး20ကျော်ကတော့ဒီမိုကရက်တစ်ပြည်နယ်အုပ်ချုပ်ရေးမှူးများအသင်းဝက်ဘ်ဆိုက်မှာပြည်တွင်းညာချက်ထုတ်ပြန်ပြီးကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူး Gavin Newsom အပေါ်ထောက်ခံကြောင်းပြောကြားခဲ့ပါတယ်။ပြည်နယ်အသီးသီးရဲ့ပြည်နယ်အုပ်ချုပ်ရေးမှူးတွေကသာအဲ့ဒီပြည်နယ်မျိုးသားစောင့်တပ်ဖွဲ့ရဲ့အမြင့်ဆုံးကုတ်ကဲသူတွေဖြစ်ပြီး Federal ဆိုရအနေနဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးနဲ့ညှိနှိုင်းခြင်းမရှိဘဲကိုယ်တော်နဲ့ပြည်တွင်းကို မျိုးသားအဆောင်တပ်ဖွဲ့ဆေလွတ်တဲ့လုပ်ရဟာထိရောက်မှုမရှိဘဲအနေရများတယ်လို့ထရန်ဆိုရကဒေသနာတရားဥပဒေစိုးမိုးရေးဌာနပေါ်မယုံကြည်မှုကိုလည်းဖော်ပြနေတယ်ဆိုပြီးတော့အဲ့ဒီညင်ညာချက်မှာပြောကြားခဲ့ကြပါတယ်။ Governorson ကတော့ဂျွန်ရှေ့ရဲ့ညနေပိုင်းမှာအမေရိကန်ကာကွယ်ရေးဌာနကိုပေးပို့တဲ့စာအစာတန်းကိုလက်မှတ်ထိုးပြီးတော့ PSS ကို Los Angeles ဒေသမှာမျိုးသားအဆောင်တပ်ဖွဲ့ဖြန့်ကျက်မှုယုံသိမ်းမှု ကယ်လီဖိုးနီးယားပြည်နယ်မြို့သားအဆောင်တပ်ဖွဲ့ရဲ့ညွန်ကြားပိုင်ခွင့်ကိုပြည်နယ်အစိုးရကိုပေးဖို့ပြန်ပေးဖို့လိုအပ်တဲ့အချိန်ကြမှာသာဖြန့်ကျက်ဖို့တောင်းဆိုခဲ့ပါတယ်ဒီမိုကရက်တစ်ပါတီဝင်ပြည်နယ်အုပ်ချုပ်ရေးမှူးက policy committee အပ်ကိုကင်ပြီးတော့ဘိုးအစိုးရကဆက်လွတ်တဲ့တက်တွေကိုပြန်ရောက်သိမ်းဖို့တောင်းဆိုနေတာဖြစ်ပါတယ်ဂျွန်လာရှိရနေ့နေ့လယ်ပိုင်းတုန်းကတော့ Los Angeles မြို့လယ်ကောင်မှာ Federal တရားဥပဒေစိုးမိုးရေးဌာနရှိဆန္ဒပြသူတွေနဲ့အဲ့ဒီဒေသမှာဖြန့်ကျက်ထားတဲ့မြို့သားအဆောင်တပ်ဖွဲ့ဝင်တွေပြည်ပကဖြစ်ပွားခဲ့တယ်လို့သိရပါတယ် အချင်းဖြစ်တဲ့နေရာမှာမြို့သားအဆောင်တပ်ဖွဲ့ဝင်တွေကမြေယိုဘုံတွေရာဝချီတွေနဲ့ပစ်ခတ်ပြီးတော့ဆန္ဒပြလူစုဆန္ဒပြမှုကိုလူစုခွဲဖို့ကြိုးပမ်းခဲ့ပေမဲ့ဆန္ဒပြသူတွေကပုံမများပြလာခဲ့ပြီးတော့လူကြီးထောင်ကျော်ဒီအထိများပြလာခဲ့တယ်လို့ဆိုပါတယ်အချင်းဖြစ်တဲ့နေရာမှာမေးမြန်းနေတဲ့စင်ဝါသတင်းတောက်ကလက်မောင်းကိုမြေယိုဘုံထိမှန်ခဲ့ပြီးဥကောင်းကိုအမည်မသိအရာဝတ္ထုတစ်ခုထိမှန်ခဲ့တယ်လို့တပ်ပုံသတင်းတော့တူကလည်းဘေမန့်ချီကိုရာဘာချီထိမှန်သွေးထွက်တယ်ရရစေခဲ့တယ်လို့သိရပါတယ် အဲဒီဆန္ဒပြပွဲဒုတိယနေ့မှာတော့မျက်ရည်ကိုဘုံနဲ့ပေါက်ကွဲစေနိုင်တဲ့အသံဘုံတွေကိုအသုံးပြုပြီးဆန္ဒပြသမားတွေကိုလူစုခွဲမှုတွေလည်းရှိခဲ့တယ်လို့သိရပါတယ်။နောက်ထပ်အခြေအနေကတော့ပြည်နယ်အုပ်ချုပ်ရေးမှူးကထရက်နဲ့ကာကွယ်ဝင်ကြီးပေါ်အမှုဖွင့်တရားစွဲခဲ့မှုနဲ့ကိုယ့်ရဲ့နေဆန္ဒပြပွဲအခြေအနေပါ။အဲလိုအခြေအနေတွေကြားမှာပဲဂျွန်လာကိုယ့်ရဲ့နေကတော့ပြည်နယ်အုပ်ချုပ်ရေးမှူး Governor Newsom ကကယ်လီဖိုးနီးယားပြည်နယ်ရှေ့နေချုပ် Rock Bonda နဲ့အတူ တမရထရန့်နဲ့ကာကွယ်ရေးဝန်ကြီးဟက်ဆက်စတိုအပေါ်ကိုအမှုဖွင့်တရားစွဲခဲ့ပါတယ်။တမရအနေနဲ့ပြည်내အုပ်ချုပ်မှုရဲ့ခွင့်ပြုချက်မရယူဘဲနဲ့အမျိုးသားအဆောင်တပ်ဖွဲ့ဝင်တွေခြားထားမှုဟာဥပဒေကိုချိုးဖောက်တာလို့ဆိုခဲ့ပြီးတော့တမရရဲ့အမိန့်ကဥပဒေနဲ့အကျုံးဝင်ဘူးလို့ကြေညာပေးဖို့လဲတရားရုံးကိုတောင်းဆိုခဲ့တယ်လို့သိရပါတယ်။အဲဒီမှာပဲကာကွယ်ဝန်ကြီး PS ဆက်ကတော့လက်ရှိချိန်တွေကိုထိန်းချုပ်နိုင်ဖို့မရင်းသက်သား900ကို Los Angeles မြို့အတွင်းထပ်မံပြီးတပ်ဖြန့်ချထားမယ်လို့ပြောကြားလာခဲ့ပါတယ်။ ဒီကိစ္စရက်ဟာတာဝန်ရှိသူတွေကြားတင်းမာမှုတွေပါရှိလာခဲ့ပြီးတော့အမေရိကန်တရားရေးဌာနရဲ့အနောက်တောင်နယ်စပ်ရှိနေတဲ့အထူးကိုယ်စားလှယ်တွမ်ဟိုမန်ကတော့ပြည်내အုပ်ချုပ်မှု New San နဲ့ Los Angeles မြို့တော်ကာလန်ဘတ်စ်တို့ကအခုလိုဆန္ဒပြမှုကိုထိန်းချုပ်ဖို့တက်ချတာကိုနှောင့်နှိမ့်ကြကြအောင်ဟန့်တားနေရင်ဖမ်းဆီးရလိမ့်မယ်လို့ချိန်ချောက်လာခဲ့ပါတယ်။ New San ကလည်းလာဖမ်းရင်ဖမ်းဖို့ဆိုတာမျိုးတိတုံ့ပြန်ခဲ့တယ်လို့သိရပါတယ်။သမရထရန့်ကတော့တွမ်ဟိုမန်ရဲ့ပြောစကားကိုထောက်ခံခဲ့ပြီးတော့ New San က သမရဟာအာနာရှင်စနစ်ချင်းသုံးမှုကိုဥတီနေတာထင်ရှားနေပြီအမေရိကန်နိုင်ငံရဲ့လမ်းနေပေါ်မှာပြည်တွင်းစစ်ကိုဖန်တီးနေတယ်လို့ဆိုလာပါတယ်ပြည်내အုပ်ချုပ်မှု Gavin Newsom ကအစောပိုင်းကလူဝင်မှုကြီးကြပ်ရေးဌာနအရာရှိတွေရဲ့ဖမ်းဆီးမှုတွေကိုစိတ်ထင်တိုင်းဆိုင်တဲ့ဖမ်းဆီးမှုဖြစ်ဝေဖန်ခဲ့ပြီးတော့ဘိုးဆိုးရကအမျိုးသားအဆောင်တပ်ဖွဲ့ဝင်တွေချထားလာပြီးတဲ့နောက်သူနဲ့ American သမရထရန်တို့အချာမှာအခြေအနေကပိုပြီးတင်းမာလာခဲ့တာဖြစ်ပါတယ်ထပ်မံချထားမဲ့ Marine တပ်ဖွဲ့ဝင်တွေဟာ Los Angeles မြို့လယ်ကအရှိတ် မိုင်140လောက်အကွာမှာရှိတဲ့29 pound marine test ခန်းကဖြစ်ပြီးသူတို့ကမြို့အတွင်းတက်ချထားပြီးဖြစ်တဲ့အမျိုးသားအဆောင်တပ်ဖွဲ့ဝင်အကြမ်းမြင့်အဖြစ်300ခန်းကိုဆန္ဒပြမှုတွေမှာထိန်းချုပ်ဖို့ကူညီသွားမှာဖြစ်တယ်လို့ဆိုပါတယ်။အဲဒီဆန္ဒပြပွဲတတိယမြောက်နေ့မှာတော့ဥပဒေစိုးမိုးရေးတပ်ဖွဲ့တွေနဲ့ဆန္ဒပြသမားတွေကြားထိတွေ့မှုတွေဖြစ်ခဲ့ကြရာကမြေယိုဘုံတွေငေယိုကန်းဆေးဖြန့်မှုကိရိယာတွေရေပန်းတွေပလတ်စတစ်ကြီးစံနေတာမကကိုတိလက်အောင်တက်ခိုက်မှုတွေနဲ့ပါနှိမ်နှင်းမှုပြုလာတာကိုတွေ့ရတယ်လို့ဆိုပါတယ်။ ဆန္ဒပြသမားတွေကမီရှုမီဘန်နေအခြားယာတွေနဲ့လုံခြုံရေးသမားတွေကိုပြစ်လွတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။လော်စ်အိန်ဂျလိစ်မြို့လမ်းတွေပေါ်မှာကားချုပ်ကိုမီရှုမှုတွေဝေမိုတက္ကစီရင်ငုံမီတင်ရှို့တာတွေအပါဝင်စတိုးဆိုင်ချို့ဝင်ရောက်ဖောက်ထွင်းပြီးပစ္စည်းလူရက်မှုခံခဲ့ရတဲ့သတင်းတွေလည်းတွေ့နေရပါတယ်။အဲ့ဒီအပြင်အထူးကြတာတစ်ခုကတော့ဆန္ဒပြသူတွေကမက္ကဆီကိုအလံတွေကင်ပြီးဆန္ဒပြခဲ့ကြတဲ့ဖြစ်ရလည်းရှိခဲ့တယ်လို့သိရပါတယ်။အမေရိကန်နိုင်ငံထဲမှာမက္ကဆီကိုနိုင်ငံ အလံကိုကင်ပြီးဆန္ဒပြတယ်ဆိုတာကဒီ Los Angeles ကတစ်ချိန်လုံးကမက္ကဆီကိုပိုင် ဖြစ်တယ်လို့သိရပါတယ်1848ခုနှစ်မှာအမေရိကန်ကိုဆစ်ရှုံးပြီးကယ်လီဖိုးနီးယားပြည်နယ်တစ်ခုလုံးအမေရိကန်ကိုပေးခဲ့ရတာကြောင့်မလို့ဖြစ်တယ်အဲဒါကြောင့်မလို့အဲ့ Los Angeles မှာအခုဒီမက္ကဆီကိုတွေအများပြားရှိနေသေးတယ်လို့လည်းဆိုထားပါတယ်အဲ့တော့ဒီဖြစ်ရပေါ်သုံးသက်ချက်အချို့ကြည့်ရအောင်ပါဒီပြည်နယ်ပတ်သက်လို့အမြင်နဲ့သုံးသက်မှုတွေကအမျိုးမျိုးရှိကြပြီးတော့ဒါဟာ ထရန်ဆိုးရရဲ့မူဝါဒနဲ့စီမံစီမံခန့်ခွဲမှုပြဿနာလို့မြင်ရတယ်လို့ရွှေပြောင်းခြေချသူတွေပေါ်ပုံမတင့်တင့်လျှောက်ပတ်တဲ့မူဝါဒကိုကျင့်သုံးနေတယ်။ဒီမိုကရက်တစ်ဥဆောင်တဲ့ကယ်လီဖိုးနီးယားနဲ့လော့စ်အိန်ဂျလိစ်ဒေသကတာဝန်ရှိသူတွေနဲ့ထရန့်အစိုးရကြားကပြဿနာတွေလည်းဆိုကြပါတယ်။အချို့ကတော့လက်ရှိအစိုးရနဲ့ဒီမိုကရက်အကြားကပြန်ဆိုင်အားဆက်မှုလို့သုံးသပ်ကြသူတွေလည်းရှိပါတယ်။ဒီသုံးသပ်မှုတစ်ခုမှာတော့ဘာတွေ့ရလဲဆိုတော့ဒီဆန္ဒပြမှုတွေကအလီကနေနောက်ထပ်ဒီမိုကရက်တွေအားကောင်းတဲ့ပြည်နယ်တွေကိုကူးဖို့အားယူနေတဲ့ပုံစံမျိုးရှိတယ်။ အမေရိကန်မှာဖြစ်နေတဲ့ mass deportation ကိစ္စကတဖြည်းဖြည်းနဲ့ဒီမိုကရက်နဲ့ Republican ပြဿနာဘက်ကိုကူးလာနေတာမျိုးမြင်ရတယ်။ Trump ကတရားမဝင်တွေကိုအစုလိုက်ပြုံလိုက်ပြန်ပို့မယ်လို့ကြွေးကြော်ပြီးသမ္မတဖြစ်လာတော့သူ့ဂရီအတိုင်းဖန်ဆီနှင်ထုတ်ဖို့ပြုလုပ်တာကိုဒီမိုကရက်တွေကမပူးပေါင်းဘူးလို့ဆိုပါတယ်။အခုပြဿနာဖြစ်နေတဲ့ Los Angeles ကဒီမိုကရက်တွေကြီးစိုးတဲ့ပြည်နယ်ဖြစ်ပြီးတော့ဆန္ဒပြနေတဲ့သူတွေကိုနှိမ်နှင်းဖို့တော့မှပြည်နယ်ရဲတပ်ဖွဲ့ဝင်တွေကပူးပေါင်းမှုမလုပ်ခဲ့ဘူးလို့လည်းအဲ့ဒီသုံးသပ်မှုကတော့ဆိုပါတယ်။ နောက်ထပ်အကြောင်းအရာတစ်ခုကတော့ Transoya ရဲ့နိုင်ငံချုပ်ကိုပြည်ဝင်ပိတ်ခဲ့မှုចောင်းသားဗီဇာပိတ်မှုနဲ့ထုတ်ပြန်ချက်တွေပေါ့ထုတ်ပြန်ပြောဆိုမှုတွေပါဒါကတော့အခုနောက်ဖြစ်ရက်နဲ့ပတ်သက်ဆက်ဆက်တယ်လို့ပြောရင်ရတယ်လို့တိကျတဲ့အနေနဲ့လည်းနားဆင်လို့ရနိုင်ပါတယ်ဒါကတော့ American သမ္မတ Donald Trump အဆိုအရကအကြမ်းဖက်မှုတွေနဲ့နိုင်ငံလုံးကြီးဆိုင်ရာအန္တရာယ်တွေကိုထောက်ပြပြီးတော့နိုင်ငံပေါင်း12နိုင်ငံကနိုင်ငံသားတွေ American ပြည်အောင်စုစီဝင်ရောက်သွားလာခွင့်ပိတ်ပင်ထားခဲ့ပါတယ်အဲ့ဒီအပြင် ရှေ့လက်ပိုင်းနဲ့အာဖရိကအပါဝင်ဒေသကနိုင်ငံသားတွေကိုချွင်းချက်အချို့နဲ့ခီးသွားလာမှုတားမြစ်ရေးကြီးညာချက်ကိုပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ကလက်မှတ်ရေးထိုးထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။အဲဒီကိစ္စနဲ့ပတ်သက်လို့မစ္စတာထရန့်ကဘိုင်ဒန်ရဲ့တကားဖွင့်မူဝါဒကြောင့်ကမ္ဘာတော်မှာရှိနေတဲ့ NLR ရှိတဲ့ဒေသကနေရာတွေကနိုင်ငံခြားသားဗီဇာရက်ကျော်နေထိုင်သူတွေဟာအကျန်းဖက်တိုက်ခိုက်မှုတစ်ခုပြီးတစ်ခုလုံဆောင်ခဲ့တာကိုတွေ့ခဲ့ရတယ်ဆိုပြီး X media ပေါ်မှာဆိုခဲ့ပါတယ်။ ူတို့ကအနေနဲ့ပြုတ်လို့တဲ့အမေရိကန်ကအနေနဲ့ပြုတ်လို့တဲ့သူတွေကိုအမေရိကန်နိုင်ငံတွေဝင်ခွင့်ပြုမှာမဟုတ်ဘူးလို့သူကအလေးနဲ့ပြောဆိုထားပါတယ်။အမေရိကန်အင်ဗျူရောဟာဂျွန်လေးရဲ့နေ့မှာကြီးညာချက်ထုတ်ပြန်ပြီးတော့ပြည်ဝင်ခွင့်ဗတ်ဆုံကန့်သတ်လိုက်တဲ့နိုင်ငံ17နိုင်ငံရှိပါတယ်။အဲ့ဒါတွေကတော့အီရန်၊လစ်ဗျာ၊ဆိုမာလီယာ၊ဆူဒန်၊မြန်မာ၊အာဖဂန်နစ္စတန်၊ချက်၊ကွန်ဂို၊ယီမန်၊ဟေတီ၊အီရီထရီးယား၊ဂွာနီယာတို့ဖြစ်ပြီးတော့တစိ့တပိုင်းကန့်သတ်ပိတ်ပင်လိုက်တဲ့နိုင်ငံတွေကကျူဘာ၊ဘူရွန်ဒီ၊လာအို၊တိုဂို Sierra Leone, Venezuela နဲ့ Turkmenistan နိုင်ငံတွေဖြစ်ပါတယ်။သူကအဲ့ဒီစီးနေကိုပြန်လည်ပြင်ဆင်နိုင်ပြီးနိုင်ငံအစ်တွေကိုလည်းထည့်သွင်းကောင်းထည့်သွင်းနိုင်တယ်ဆိုပြီးတော့ပြောသွားခဲ့ပါတယ်။အဲ့ကြီးညာချက်ဟာဂျွန်လ9ရက်2025စနစ်3/1နာရီမှာစတင်ကျုံးဝင်မှာဖြစ်ပါတယ်။အဲ့ဒီမတိုင်ခင်ထုတ်ပေးထားတဲ့ဗီဇာတွေကိုတော့ရုပ်သိမ်းမှာမဟုတ်ဘူးလို့ထုတ်ပြန်ထားပါတယ်။ဒီကျင်ညာချက်မတိုင်ခင်မှာလဲထရန်ဆိုရက Harvest တက္ကသိုလ်ကြားကတင်းမာမှုကနေပြီးတော့ចောင်းသားတွေအတွက်ပြည်ဝင်ခွင့်ကန့်သက်ချက်တွေထွက်ပေါ်လာခဲ့ပါတယ် Harvestack တို့ကိုနိုင်ငံသားအကြောင်းသားတွေလက်မခံဘူးတားမြစ်မယ်ဆိုတာဒီလည်းသတင်းထွက်ပေါ်ပါတယ်။အဲ့နောက်မှာတော့ပရိဒန်သမရဒေါ်နယ်ထရန့်ရဲ့အဆိုအရအဖွဲ့ကပြည်ပအကြောင်းသားတွေ visa interview ခေါ်ယူမှုကိုချက်ချင်းရပ်တန့်မှုကမ္ဘာတော်မှာရှိနေတဲ့သူတို့အမေရိကန်တန်ယုံတွေကိုမေလ29ရက်နေ့ကညွှန်ကြားချက်ထုတ်ပြန်ခဲ့ပါတယ်။နိုင်ငံရေးဝန်ကြီးဌာနကအဲ့ဒီညွှန်ကြားချက်ထပ်ပြီးမေးရမယ်။သူတို့ကညွှန်ကြားချက်ထပ်ပြီးမေးရမယ်ချင်းနောက်ထပ်ဘယ်အကြောင်းသားကိုမှ visa လျှောက်ထားမှုကို visa ထုတ်ပေးမှုကို ဆိုင်ငံ့ထားပြီးအပြောင်းလဲမလုပ်ဖို့ဆိုထားခဲ့ပါတယ်။အဲ့တော့အရင်ဆုံးနိုင်ငံတွေကိုဝင်ခွင့်ကတ်သက်တာနဲ့ပတ်သက်လို့တုံ့ပြန်တာတွေကိုကြည့်ရရင်ဂျွန်လ၄ရက်နေ့မှာထုတ်ပြန်ခဲ့တဲ့ဒီတမ်းစစ်နဲ့ပတ်သက်လို့နိုင်ငံတွေအဖွဲ့အစည်းတွေကနောက်တရက်ဂျွန်လ၅ရက်နေ့မှာပဲတုံ့ပြန်ညင်ညာချက်တွေထွက်ပေါ်လာပါတယ်။အာဖရိကတမကကော်မတီကအမေရိကန်ရဲ့နောက်ဆုံးထုတ်ပြန်တဲ့နိုင်ငံအများအပြားကနိုင်ငံသားတွေကိုရည်ရွယ်တဲ့ပြင်ခွင့်ကတ်သက်မိန့်ကိုစိုးရင်ဖူပန်နေ။အဲ့ဒီကန်တမိတ်ဟာအာဖရိကနိုင်ငံတွေနဲ့အမေရိကန်ကြားလူမှုယဉ်ကျေးမှုကုလူဖလှယ်မှုပညာရေးစီးပွားရေးပူးပေါင်းဆောင်ရွက်မှုနဲ့ နိုင်ငံဆက်ဆံရေးပေါ့နှုတ်လက္ခဏာဆောင်တဲ့အကျိုးသက်ရောက်မှုတွေဖြစ်စေနိုင်တယ်ဆိုပြီးကြေညာချက်မှာထည့်သွင်းဖော်ပြလာပါတယ်။အမေရိကန်ဆိုရအနေနဲ့ဆွေးနွေးညှိနှိုင်းတဲ့နီးလန်းနဲ့သက်ဆိုင်ရာနိုင်ငံတွေနဲ့တွဲဆောင်ဆွေးနွေးဖို့လည်းတိုက်တွန်းပါတယ်။ချက်နိုင်ငံသမ္မတကတော့သူ့အနေနဲ့ချက်နိုင်ငံဆိုရအဖွဲ့ကိုဒန်းတူဆောင်ရွက်တဲ့အခြေခံမှုအရာအမေရိကန်နိုင်ငံသားတွေဗီဇာခွင့်ပြုပေးမှုကိုဆိုင်းငံ့ထားဖို့ညွှန်ကြားပြီးဖြစ်တယ်ဆိုပြီးသူ့ရဲ့လူမှုကွန်ရက်မီဒီယာမှာရေးသားခဲ့ပါတယ်။ဗင်နီဇွဲလားနိုင်ငံရဲ့ဝန်ကြီးဌာနကတော့ဂျွန်လ9ရက်နေ့ထုတ်ပြန်တဲ့ကြေညာချက်မှာ မေရိကန်ကဗင်နီဇွဲလားနိုင်ငံသားတွေအမေရိကန်ပြည်ဝင်မှုကိုတစိမ့်တစ်ပိုင်းကန့်သတ်တဲ့လုပ်ရဟာချိုးချောင်းစီလျော်တဲ့အကြောင်းပြချက်လုံးဝမရှိဘဲတည်တာတဲ့နိုင်ငံရေးနဲ့ချင်းချောက်မှုရွယ်ချက်တွေသာပါဝင်တယ်။တရားမျှတမှုမရှိတဲ့တိုက်ခိုက်မှုဖြစ်တယ်လို့ပြောကြပါတယ်။ဂျူဝါနိုင်ငံကြီးဝန်ကြီးကတော့အမေရိကန်အနေနဲ့နိုင်ငံအများပြားကနိုင်ငံသားတွေပေါ်ပြည်ဝင်ခွင့်ကန့်သတ်မှုအသင့်လှုပ်ဆောင်ရာလူမျိုးရေးဝါဒအယောင်သွေးပါပြီးတော့ခင်းနောက်ပြန်ဆွဲနိုင်ငံရေးသမားတွေရဲ့ထောက်ခံအားပေးခြင်း ခံရဖို့ဖြစ်တယ်အဲ့ဒီအမိန်ဟာနှစ်နိုင်ငံလူပုဂ္ဂိုလ်တို့လာဆက်ဆံရေးကျွမ်းကျင်ပညာရေးပူးပေါင်းဆောင်ရွက်ရေးပညာရေးကုလူဖလှယ်ရေးနဲ့ယဉ်ကျေးမှုပြန်လည်ဆက်ဆံရေးတွေကိုတားဆီးဖြစ်စေရဲဆိုပြီးလူမှုမီဒီယာမှာရေးသားခဲ့ပါတယ်တရုတ်နိုင်ငံရဲ့ဝန်ကြီးဌာနကတော့သူကတော့ပုံစံတစ်မျိုးပါအာဆီယံဖွဲ့ဝင်နိုင်ငံတွေနဲ့အာဆီယံဖွဲ့ဝင်ဖြစ်ဖို့စောင့်ဆိုင်းနေတဲ့အရှိတီမောအပါဝင်စီးပွားရေးကိစ္စနဲ့လာမဲ့သူတွေကိုအာဆီယံဗီဇာဆိုပြီးအထူးဗီဇာအစီအစဉ်စတင်ပေးခဲ့ကြောင်းဂျွန်3ရက်နေ့မှာကြေညာခဲ့ပါတယ် အာဆီယံနိုင်ငံတွေနဲ့အရှိတီမောကတမတ်ချက်နဲ့ကိုက်ညီတဲ့ခီးသွွားတွေကိုသူတို့ရဲ့အိမ်တော်ဘက်တွေတာသမီတွေနဲ့အာဆီယံဗီဇာထုတ်ပေးသွားမှာလို့ဆိုပါတယ်။အဲ့ဗီဇာနဲ့၅နှစ်အတွင်းတရုတ်နိုင်ငံကိုချိန်ဖန်များစွာဝင်ခွင့်ထွက်ခွင့်ရရှိစေမှာဖြစ်ပြီးဒီချိန်ကိုရပ်ပေါင်း180အထိနေခွင့်ရမှာလို့ဆိုပါတယ်။တရုတ်နိုင်ငံရဲ့ဝန်ကြီးဌာနရဲ့ပြောဆိုခွင့်ရှိသူလင်ကျန်းကတော့ပြန်လည်ခီးသွွားမှုတွေမြင့်တက်လာမှုနဲ့အတူဒေသတွင်းနေဆက်ဖြစ်ကျော်ခီးသွွားလာမှုကဏ္ဍပုံမှုလွယ်ကူချုံးဝေစေဖို့ရည်ရွယ်တာဆိုပြီး တင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။ဒါကအမေရိကန်ဂျင်ဂျာချက်မထုတ်ပြန်ပြီးရပ်ပိုင်းလေးမှာထုတ်ပြန်လာခဲ့တာဖြစ်ပါတယ်။ဒါကတော့အာတာမန်တိုက်ဆိုင်မှုအဖြစ်ပဲယူဆရမှာဖြစ်ပါတယ်။အခုဒီ ASEAN Visa အစီအစဉ်ကစင်ကာပူထိုင်းနဲ့မလေးရှားအပါဝင်ဒေတာရင်းနိုင်ငံတွေနဲ့တရုတ်ကြား Visa ကင်းလွတ်ခွင့်သဘောတူညီချက်ရခဲ့ပြီးတဲ့နောက်ပေါ်ပေါက်လာတဲ့အစီအစဉ်ဖြစ်တယ်လို့ဆိုပါတယ်။ဆိုတော့ဒါကပြည်ဝင်ခွင့်ကတ်သတ်မှုနဲ့ထွက်ပေါ်လာခဲ့တဲ့အကြောင်းအရာတွေဖြစ်ပြီးတော့ပညာသင်ကြားမှုနဲ့ပတ်သက်လို့ထွက်ပေါ်လာတဲ့အကြောင်းအရာတွေကိုကြည့်ရင်ပထမဆုံးကဂျပန်နိုင်ငံမှာ ဂျပန်ပညာရေးဝန်ကြီးကတော့အမေရိကန်နိုင်ငံမှာပညာဆက်လက်သင်ကြားခွင့်မရနိုင်မဲ့နိုင်ငံသားကျောင်းသားတွေကိုလက်ခံဖို့ဒါမှမဟုတ်ပံ့ပိုးကူညီဖို့ဂျပန်တဝန်းကတက္ကသိုလ်60လောက်ကစဉ်းစားနေတယ်လို့ပြီးခဲ့တဲ့တောက်ကြနေ့ကထုတ်ဖို့ပြောကြားခဲ့ပါတယ်။အဲဒီဂျပန်နိုင်ငံကကျောင်းသားတွေအတွက်ရောဂျပန်နိုင်ငံသူနိုင်ငံသားမဟုတ်တဲ့ကျောင်းသားတွေအတွက်ပါထောက်ပံ့ရေးအစီအမံတွေစဉ်းစားပေးဖို့ဂျပန်တက္ကသိုလ်တွေကိုပညာရေးဝန်ကြီးဌာနကတောင်းဆိုထားပြီးတော့အချို့ကအဲ့ဒီကျောင်းသားတွေနေစရာပါစီစဉ်ပေးဖို့စဉ်းစားနေတယ်လို့ဆိုပါတယ်။နောက်တစ်ခုကပြည်တိမ်ပါ။လန်ဒန်မြို့တော် ကဒါသူကတိုက်ရိုက်ပြောကြားခဲ့တာလို့ဆိုရပါမယ်။သူကဒေါ်နယ်ထရန့်ရဲ့ပြိပမှုကိုခံရတဲ့ចောင်းသားတွေဒီနေပြည်တွင်ကိုလာတဲ့နေသူတို့လန်ဒန်မြို့တော်ကလူသစ်တွေကိုအမြဲတမ်းနှွေးထွေးစွာကြိုးစိုးနေတယ်။ဘယ်ကိုသွားရမလဲစဉ်းစားနေတဲ့နိုင်ငံရဲ့ခြားကចောင်းသားတွေအတွက်လည်းအတူတူပါပဲ။အမေရိကန်ကပြိပင်ထားရင်လန်ဒန်ကတကားဖွင့်ထားပါတယ်။ဘာဖြစ်လို့လဲဆိုတော့လူအဖွဲ့အစည်းစီးပွားရေးနဲ့ယဉ်ကျေးမှုတွေအတွက်နိုင်ငံခြားသားចောင်းသားတွေရဲ့ပံ့ပိုးကူညီမှုကိုသူတို့အနေနဲ့ကတံပိုးထားလို့ပါဆိုပြီးထုတ်ပေါ်ပြောကြားလာခဲ့ပါတယ်။ ဟုတ်ကဲ့ကျွန်တော်တို့ဒီနေ့သတင်းများမျှဝေခြင်းကတော့ဒီမျှပဲဖြစ်ပါတယ်ဗျအခုလိုနားဆင်ပြီးတော့အားလုံးကိုကျေးဇူးတင်ပါတယ်